အားလုံးပဲမင်္ဂလာပါမမေးအေးပါ Mam Ispine Dr. A ရနေပြန်လဲကြိုးဆိုလိုက်ပါတယ် Monday Talk အနေနဲ့ကျွန်မက ultrasound question လေးပြောပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒါပထမဆုံးစပြီးသွားတော့မှကိုယ်ဝင်ရှိတဲ့အခါမှာဆိုရင်မမေးတို့ဘာတွေခံစားရမလဲဘာတွေမျှော်လင့်ထားရမလဲဆိုတော့အခုမှအိမ်အောင်စကြတဲ့သူတွေခလေးယူဖို့အတွက်စီစဉ်နေတဲ့သူတွေအခုမှအာ UCG လေးပေါ့နော်စစ်စစ်ပြီးသွားတော့မှနှစ်ကြောင်းပေါ်တဲ့မမေးတွေအတွက်ကိုရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုတင်ဆက်ပြသလိုက်ရပါတယ်ဆိုတော့ပထမဆုံးစပြီးသွားတော့မှကိုယ်ဝင်ရှိတယ်ဆိုပြီးစသည့်ရဲ့အချိန်မှာမမေးတို့ဘာတွေကိုတတိထားရမလဲဘလို့အချိန်ကြီးပြပို့ ီးတော့စိတ်ပူရလဲပေါ့မမေးကိုမေးခွန်းနေပေါ်မှာမူတည်ပြီးတော့အဲဒီမမေးရနေပြီးတော့မှပြန်လဲဖြေချပေးလိုက်ပါတယ်ဆိုတော့အဲဒီပထမအဦးဆုံးအဲပထမ3လပတ်ပေါ့ပထမ3လပတ်ကိုကျမတို့က14ဘတ်အထိရည်တွက်ပါတယ်ပေါ့နော်အဲ့တော့73ဘတ် plus 5ဆိုလို့ရှိရင်14ဘတ်နီးနီးပေါ့အဲ့ဒါကပထမကုန်သုံးလလို့သတ်မှတ်ပါတယ်အဲ့ဒီဟာကိုကျမတို့အင်္ဂလိပ်လိုဆိုရင် first trimester လို့ခေါ်ပါတယ်ပေါ့နော်အဲ့ဒီအတော်အတွင်းမှာသူက foundation လို့ခေါ်ပါတယ်ခလေးလေးရဲ့အာဒါအရေးကြီးရဲ့အချိန်ကြီးပေါ့ကိုရင်းကလေးစားကြီးအကုန်လုံးဖြစ်ပေါ်တဲ့အချိန် င်ပေါ့เนาะအဲ့တော့နောက်ပိုင်းဆိုလို့ရှိရင်တီးထွားတဲ့အဆင့်ချီရောက်ရောက်တယ်ဆိုရင်လည်းဒီအချိန်မှာစပြီးတော့မှဖွင့်ဖြိုးနေတဲ့အချိန်ပေါ့เนาะဆိုတော့စပြီးတော့မှတိဆောက်တဲ့အချိန်ကိုပြောလို့ရပါတယ်ဆိုတော့ဘယ်ရာတွေကအဓိကဖြစ်မလဲဆိုတော့အုံနောက်အပိုင်းတည်သွားလို့ရှိရင်အာယုံကျောမှာကြီးတောက်လျှောက်အပိုင်းပေါ့เนาะအဲ့ဒါလေးအကုန်လုံးကအပြည့်အစုံဖြစ်တဲ့အချိန်ဆိုတော့အရေးအရန်အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ကျမတို့ရေပထမအဦးဆုံးအာ တတိတည်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီတတိသားလေးကတာဥပြုံမှာပဲရှိပါသေးတယ်။တာဥပြုံကနေပြီးတော့မှတအိမ်ကိုရောက်လာတယ်ပေါ့နော်။အဲ့တော့တအိမ်ကိုရောက်လာတဲ့အခါမှာဆိုလို့ရှိရင်သူကတအိမ်ရဲ့နံရံမှာခလေးလေးရမိတိုင်းမှုအတွက်ကိုအချင်းအနေနဲ့သူကကုတ်တွယ်မှာဖြစ်တဲ့အတွက်ကြောင့်မို့အချင်းဖြစ်ဖို့အတွက်ကိုဒီတဒီတတိသားလေးကနေပြီးတော့မှသူကထိုးဖောက်ဝင်ရောက်သွားတာမျိုးရှိတယ်ပေါ့။တအိမ်နံရံထိုးဖောက်ဝင်ရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရာအရာဒီလာတော့မနာဘူးဆိုပေမဲ့ဒါနည်းနည်းစစ်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 နဲ့ဒီတအိမ် ေရာလေးကနေပြီးတော့မှဒီစီးကုန်နေရာလေးကနေပြီးတော့မှနားလာမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုကကြတော့ light spotting လို့ခေါ်ပါတယ်။ပန်းရောင်တွေတွေးအဲနည်းနည်းတစ်ဆက်လောက်ပေါ့နော်။နည်းနည်းလေးတွေးနည်းနည်းကြတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်။တွေးနည်းနည်းဆင်းတာမျိုးလည်းဖြစ်တတ်တယ်။အဲအမျိုးစိတ်ပူတဲ့မျိုးကုန်းလေးတွေတွေးရတာတွေးရပါတယ်ပေါ့နော်။ဆိုတော့အဲဘယ်အချိန်လေးရပို့ပြီးတော့စိတ်ပူစရာကောင်းလဲ။ဘယ်အချိန်လေးရခဏဆောင်ကြည့်လို့ရလဲဆိုတော့ကိုဆက်ပြီးတော့ရှင်းပြပါဦးမယ်။ဆိုတော့ဒီလိုမျိုးအဲတအိမ်နိုင်ရောင်ကုတ်တွေတဲ့အချိန်မှာဆိုလို့ရှိရင်တွေးထွက်သွားတဲ့အတူတူမျိုးတွေးဆင်းတဲ့ပုံစံမျိုးနဲ့လည်းဒါ ာထပ်တယ်ပေါ့နော်အဲပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့မမေဒီတတိထားရမှာကပထမဆုံးပထမ3လပြီးသွားတယ်ဆိုရင်အချိန်မှာဆိုလို့ရှိရင်ခလီဒီမမေရဲ့ကိုယ်လေးချိန်ကဘယ်လောက်တက်ကြတယ်လဲပေါ့ဘယ်လောက်တက်ဖို့လိုအပ်တယ်လဲဆိုပြီးတော့ဒီ သိကြတယ်ပေါ့နော်ဆိုတော့ပထမဒီအဲတောက်လျှောက်မှာဆိုလို့ရှိရင်တော့15ပေါင်ကနေပြီးွားတော့မှာဒီကိုဝင်အဲရှိပြီးွားတော့မှာကလေးမိုးရတဲ့အထိ weight ပေါင်ချိန်တက်တာက15ပေါင်ကနေပြီးတော့ပေါင်30အထိတက်တက်ပါတယ်အဲ့ဒီအချိန်မှာပထမ3လမှာတော့ကျမတို့က9ပေါင်လောက်ပဲအဲ9ပေါင်လောက်ပဲတက်တက်ကြတယ်ပေါ့နော်9ပေါင်ဆိုတာအများဆုံးပေါ့နော်အဲ့တော့မတက်မတက်ဘူးဆိုတာလည်းရှိတယ်ဘာကြောင့်လဲဆိုတော့ကလေးကကြီးထွားမှုကိုမရောက်သေးဘူးမှာခန္ဓာကိုယ်ဖွဲ့စည်းတိဆောက်မှုကိုမှုကိုပဲလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ကြီးကလေးမမေရ ဲ့ဝိတ်ကလည်းအရင်တက်เสียမလိုအပ်ပါဘူးနောက်တစ်ခုကကြတော့ခလေးမိမိကအများကြီးတိုးစားဖို့အတွက်လည်းမလိုအပ်သေးပါဘူးပုံမှန်အတိုင်းအသားငါဟင်းပြီးဖြင်းရွက်နဲ့ဒါထမင်းကိုပုံမှန်စားနိုင်လို့ရှိရင်အဆင်ပြေပါပြီပေါ့နော်ပြီးတော့အဲနောက်တစ်ခုကကြတော့ဒီအဲကျမတို့ခလေးယူတဲ့အခါမှာဆိုလို့ရှိရင်ဒါခလေးလေးကို ဟောခလေးခလေးလေးကိုကျမတို့အပြင်ကနေပြီးတော့မှတတိအောင်လုပ်ပြီးတော့မှတအိမ်ထဲထဲတဲ့ဟာမျိုးလေးဆိုလို့ရှိရင်တော့ဟော်မုန်းတွေအများကြီးအဲမိမိရဟော်မုန်းတွေအများကြီးကုသမှုခံရတာဖြစ်တဲ့အတွက်ကျမတို့ body weight တွေကတက်နေရမျိုးရှိတတ်တယ်ဒါကတော့ exception ဖြစ်ပါတယ်ပုံမှန်အားဖြင့်ဆိုရင်၅ပါအောင်ထိတက်တတ်တယ်မတက်လို့ရှိရင်လည်းစိတ်ပူစရာမရှိပါဘူးလို့သူကပြောထားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီတတိသားလေးကတအိမ်ကိုကုတ်ပယ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဘိုင်းနာတာမျိုးရှိတတ်တယ်ဘယ်အချိန်မှပုံမှန်လဲဘယ်အချိန်မှစိတ်ပူရလဲဆိုတဲ့ဟာလေးကိုကျမပြောပြပါမယ် ယ်။ဆိုတော့ तू ကဒီတအိမ်ရဲ့နိုင်ငံမှာကုတ်တွေပြီးတော့ तू ကအချင်းဆိုတဲ့အရာလေးကိုဖွဲ့စည်းရဲ့အဲ့ဒီမှာ तू ကဒီတအိမ်လေးရနေပြီးတော့မှပုံမှန်အားဖြင့်ဆိုလို့ရှိရင်အဲနာလာကျင်တာမျိုးခံစားရတယ်။အဲ့ဒါကပုံမှန်နဲ့ဘလောက်အထိအဲဆိုဆိုရရနာတတ်လေဆိုလို့ရှိရင်ပုံမှန်အားဖြင့်ကတော့ကျမတို့ menstruation လာလို့ရှိရင်ခံရတဲ့ပမာဏလောက်ပဲနာတတ်ပါတယ်လို့သူကပြောထားပါတယ်။ဘယ်အချိန်မှပို့ပြီးတော့အရေးကြီးတယ်လဲဆိုတော့ကျမတို့တွေ ဒါတအိမ်မှာကလေးလေးတတိတဲတာမဟုတ်ဘူးနည်းတာဥပြုံကနေပြီးတော့မှတတိသားလေးကမစင်းလာဘဲနဲ့တာဥပြုံထဲမှာပဲတတိတဲတာမျိုးအတိုပစ်ပရက်ဂနန်စီလို့ခေါ်ရပေါ့နော်ဒီလို သတိတည်ခြင်းဆိုလို့ရှိရင်เนาะသူကတာဥပြုံဆိုတော့ဘဲဘက်တစ်ဖက်ညာဘက်တစ်ဖက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့သတိအောင်တဲ့ဘက်ကဘဲဘက်အချမ်းဆိုလို့ရှိရင်ဘဲဘက်အချမ်းဘက်ကစူးထိုးအောင်ပြီးတော့နာတာပြီးွားလို့ရှိရင်နာလုံးလို့သတိလစ်သွားတာမိသွားတာဒါမျိုးတွေဆိုလို့ရှိရင်တအားအရေးကြီးပါတယ်အဲဒီမှာဟောက်စာခြင်းဘဝမှာဆိုလို့ရှိရင်ဒါပထမဦးဆုံးအဲဟောက်စာခြင်းဝင်တဲ့ရက်အဲမိရက်ဆောင်မှာတာဝန်ကြားတဲ့ရက်ကဆိုလို့ရှိရင်ဒီလိုမျိုးအဲတတိမှားတည်တာပေါ့နော်တတိမှားတည်တာလို့ခေါ်တယ်တာဥပြုံမှာတတိတည်ပြီးတော့မှရောက်လာတယ်အဲ ဲလူနာဆိုလို့ရှိရင် သူကဘိုက်ခေါင်းထဲမှာသွေးထွက်နေပါပြီပေါ့နော်။ဘာလို့ဘာကြောင့်လဲဆိုတော့ဒီတတိသားလေးရနေပြီးတော့မှတအိမ်ထဲမှာသွားတည်တာမဟုတ်ဘဲနဲ့သားဥပြုံတတိလေးမှာသွားတည်တာဖြစ်ပြီးတော့တတိသားကြီးလာတဲ့အခါမှာပေါက်ထွက်ပြီးတော့သွေးတွေယူစိတ်နေတာဖြစ်ပါတယ်။အဲတော့ဆန်းလိုက်တဲ့အချိန်မှာလုံးဝအဆမ်းမခံနိုင်တော့ဘူး။ရှော့နေလာတယ်။သွေးတွေအများကြီးသွင်းရတယ်။ကျွန်မမှတ်မိရဆိုလို့ရှိရင်သွေးတွေအများကြီးကျွန်မတော်တော်ယူလိုက်ရတာ။အဲ့ဒီညကိုမှတ်မိနေရပေါ့နော်။အခုချိန်ထိလည်းမှတ်မိရ။လူနာကလည်းနောက်တစ်နေ့မနက်မှာအကောင်းဆုံးအကူတပေးနိုင်လိုက်တဲ့အသက်ရှင်သွားတယ်ပေါ့နော်။အဲတော့ဒီလိုမျိုးနာကျင်တာအဲ့လောက်ထိ ဆိုးရယ်ဆိုလို့ရှိရင်တော့ကျမတို့တွေတတိထားရမယ်အခြေအနေဖြစ်ပါပြီစိတ်ယုံစည်းကွမ်းချက်ချင်းသွားရမှာဘယ်အချိန်မှဖြစ်တယ်လို့ဆိုတော့ကျမတို့တွေယာတီအာပျောက်သွားပြီဆိုပြီးတော့မမြားသိရင်ပြီးတော့နှစ်ချောင်းပေါ်ရင်ကိုဝင်ရှိပြီလို့စသိပြီဒါပေမဲ့တစ်ပတ်နှစ်ပတ်လောက်အတွင်းမှာပဲဒီလိုမျိုးလက္ခဏာနဲ့လာတတ်တယ်ပေါ့နော်ဆိုတော့အယမ်းနာတာမျိုးဖြစ်တယ်ဆိုလို့ရှိရင်စိတ်ယုံစည်းကွမ်းချက်ချင်းသွားဖို့လုံးဝမမိပါနဲ့ဆိုတော့ထပ်ပြီးတော့တတိပေးပေးရစေနောက်တစ်ခုကပထမဦးဆုံးသုံးလမှာဆိုလို့ရှိရင်သွေးလေးနည်းနည်းဆင်းတတ်တာမျိုးပါလေပုံမှန်ပါလေတအိမ်ထဲကိုတတိသားလေးကကုတ်တွေတာဖြစ်တဲ့ကြောင်မျိုးသွေးလေးနည်း ်းနဲ့စဉ်တက်တယ်ပေါ့နော်။ဒါပေမဲ့ဘယ်အချိန်မှာသတိထားရမလဲဆိုတော့တွေးရအများကြီးစဉ်နေပြီ။နောက်တစ်ခုကကြတော့အဲတွေးတုံးတွေးခဲပါပါလာပြီ။နောက်တစ်ခုကနားလဲနားလဲဆိုလို့ရှိရင်တော့ဒါပုံမှန်မှန်နဲ့တွေးစဉ်ချင်းလို့ပြောလို့ရပါဘူးလို့ပြောပါရတယ်။အဲ့တော့ပမာဏကြည့်မယ်။ပမာဏကိုကြည့်မယ်။တွေးတုံးတွေးခဲကိုကြည့်မယ်။ပြီးသွားလို့ရှိရင်နာကျင်မှုနဲ့အဲတိုင်းတာပြီးတော့ရောမှာဒါ စီးရုံစီစဉ်ချက်ချင်းတာမျိုးဆိုတာကိုသတိထားရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ပထမအောင်ဆုံးအဲပထမကိုဝင်သုံးလာမှာကျမတို့ဘာလို့ခံစားရမလဲဆိုတော့တအားနှုံးပါတယ်ကျမတို့ကဆိုလို့ချင်းတအားနှုံးတယ်ပြီးသွားလို့ရှိရင်ဒါအထိုင်အထမှာတော့မနှလုံးခုန်နှုံးကြီးအရင်မြန်တယ်အဲခဏခဏနားနေရတာမျိုးရှိတယ်ပြို့တာရှိတယ်အန်နာအထိတော့ကျမကမဖြစ်သွားဘူးပေါ့နော်ဆိုတော့ကျမကံကောင်းနေလို့ပြောရမှာပေးစားပြပေးအဲလုံးမိရလို့ပြောရမှာတက်တောင့်တတနေရတဲ့အချိန်မှုလို့ပဲလားပေါ့နော် stress တွေလည်းအရင်ကြီးမရှိနေတဲ့အချိန်မှုလို့ပဲလားတော့မသိပါဘူးဆိုတော့အဲပြို့တာတော့ပဲ ရှိရယ်အစားတွေဆိုလို့ရှိရင်လည်းကျွန်မအများကြီးမစားနိုင်ဘူးပေါ့နော်အဲ့တော့အဟင်းဟင်းနဲ့နေဆိုလို့ရှိရင်စီပြန်ဟင်းနဲ့နေဆိုလို့ရှိရင်မခံနိုင်ဘူးအဲ့တော့အဲချက်ဥကြော်လေးနဲ့ထမင်းနဲ့ဒါမျိုးပဲစားနိုင်တာမျိုးဆိုလို့ရှိရင်လည်း okay ရယ်ပေါ့နော်သူက weight တက်စရာလည်းမလိုပုံမှန်စားစားစားနိုင်လို့ရှိရင်ရတယ်ပြီးသွားလို့ရှိရင်ရင်သားနာကျင်တာရှိရယ်ပြီးသွားလို့ရှိရင်အနံ့တွေစူးစူးလေးရရတတ်တာရှိရယ်အနံ့တွေမခံနိုင်ဘူးပေါ့နော်နောက်တစ်ခုကကြတော့အဲ bloating တွေရတယ်ပေါ့ bloating ဆိုလို့ရှိရင်အစားမကျေဘူးလို့မျိုးရှင်ပြည့်ရှင်ကယ်တယ်လို့ဖြစ်တယ်လို့မျိုးဒါမျိုးတွေကဟော်မုန်းရဲ့တက်ရောက်မှု progesterone လို့ခေါ်တဲ့ဟော်မုန်းမျိုး ီထွက်လာပြီးနောက်တစ်ခုကကြတော့ human chorionicular troponin ပေါ့နော် ACG ကိုထွက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မတို့ဒီလိုလက္ခဏာလေးခံစားရတာဖြစ်ပါတယ်အဲ့တော့ဒီချိန်တော့တက်မှာအရန်ပင်ပန်းနဲ့အရန်အဲနုံနုံနေပေါ့နော်အရန်နုံနေအတွက်ကြောင့်မလို့ကျွန်မတို့ခဏခဏနားဖို့အတွက်လိုအပ်တယ်အဲ့တော့ခလေးလေးအတွက်ကိုလိုအပ်တာဖြစ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်နောက်တစ်ခုက အဲ့တော့ပြူရာအန်နာအတွက်ကိုကျမတို့ဘာလို့လုပ်လို့ရလဲဆိုတော့ပြူရာအန်နာကတော့နှစ်နာရီသုံးနာရီလောက်ခြားပြီးတော့အစာနည်း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 စားပေးလို့ရှိရင်သူကကောင်းတယ်လို့ပြောတယ်ပေါ့နော်။သူကဘိုက်ထဲမှာအစာရှိနေတယ်ဆိုလို့ရှိရင်ပြူရာအန်နာကတက်ပါလို့ပေါ့နော်။ဆိုတော့ snack လေးကိုစားနေလို့ရှိရင်လည်းလုံလောက်တယ်။ဒါမှမဟုတ်ရှင်လည်းတကြားလုံးချင်တဲ့တကြားလုံးလေးကိုစားနေလို့ဆိုလို့ရှိရင်လည်းဒါအဆင်ပြေရယ်ပေါ့နော်။ဆိုတော့ဒီတိုင်းထားထားတာထက်စားလို့ရှိရင်အဆင်ပြေပါတယ်လို့ပြောပါတယ်။ပြီးတော့အရည်လေးတွေတောက်ပေးနေလို့ဆိုလို့ရှိရင်လည်းအဆင်ပြေရယ်ပေါ့နော်။အဲ့တော့ဘယ်အချိန်မှာပြူရာအန်နာအတွက်ကိုစေးုံသွားရမလဲ ဲဆိုတာလည်းအရေးကြီးပါတယ်ဆိုတော့ကျမတို့အရေးပမာဏကောင်းကောင်းမဝင်ဘူးအစားပမာဏလည်းပုံမှန်အတိုင်းမဝင်ဘူးပြီးတော့ body weight တွေလည်းကျလာတယ်ပေါ့ကျမတို့ ကိုယ်လေးချိန်တိုင်းတိုင်းလို့ရှိရင်ကြာလာတယ်ရှုလဲကောင်းကောင်းမပေါ့ဘူးဒါမျိုးတွေဆိုလို့ရှိရင်တော့ကျမတို့စေုံစေကန်းသွားပြီးတော့မှခန္ဓာကိုယ်ကိုအဲအကောင်းဆုံးအချိန်တွေပြန်ပြီးတော့မှတင်ပြီးအောင်စေုံစေကန်းသွားဖို့အတွက်လိုအပ်ပါတယ်လို့သူကပြောထားပါတယ်နောက်တစ်ခုကကျတော့ကျမတို့တောက်တောက်တဲ့ဆေးတွေပေါ့နော်တောက်တဲ့ဆေးတွေဆိုလို့ရှိရင်ဆရာဝန်နဲ့တရားတိုင်ပြီးတော့မှတောက်သုံးတင်တယ်လို့ပြောထားတယ်ပြီးရင်ဒီအချိန်မှာကျမတို့အရေးကြီးဆုံးကျမတို့ကဆိုလို့ရှိရင်တော့ဒါအာဆီအနေနဲ့နှမျိုးတည်တည်ကြာကြာတောက်ရတယ်ဒီအချိန်မှာကျမတို့အုံနောက်နဲ့အာယံကြောပေါ့အုံနောက်ရင်အာယံကြောမှရခွင့်လို့ တာဖြစ်တဲ့အတွက်ကြောင့်ပြီးရင်ကိုရင်းကလေးစားတွေ ဖွင့်ပြတာဖြစ်တဲ့အတွက်ကြောင့်မို့ folic acid ကလုံးဝအရေးကြီးရယ်ပေါ့နော်ဆိုတော့ကျမတို့အုံနောက်အအဆင်မပြေပဲနဲ့မွေးလာတဲ့ခလေးတွေလည်းကျမတို့မြင်မှုတွေပြီးတော့အာယုံကြောမာကြီးအဆင်မပြေပဲနဲ့မွေးလာရတယ်လည်းမြင်မှုတွေပေါ့ဆိုတော့ folic acid ကိုတိတိကျကျလေးတောက်ဖို့အတွက်ကျမတိုက်တွန်းပေးကြပါတယ်နောက်တစ်ခုကကြတော့ကျမတို့ဒီအုံနောက်ရယ်ဖွင့်ပြမှုအတွက်ကို omega 3ရလည်းမဖြစ်မနေတောက်သုံးတင်ပါတယ်ကျမတို့ကတော့အဲ့ဒီနှမျိုးတောက်တယ်ကြံတဲ့ဟာကတော့အစာအတောင်တွေလည်းတိတိကျကျလေးစားပါတောက်တောက်ပါတယ်ပေါ့နော်ဆိုတော့အသားငါးဟင်းဟင်းရယ် အဲစားနိုင်တလောက်တက်နိုင်တလောက်စားပေးပါတယ်ဆိုတော့အဲတစ်သီးဝလံမျိုးလည်းစားပေးပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့တွေပထမဦးဆုံးဒီ3လအတော်အတွင်းမှာပေါ့နော် လေးချိန်ခန်းနေလုတ်တယ်ဆိုလို့ရှိရင်လည်းလေးချိန်ခန်းကကျမတို့ပုံမှန်အတိုင်းလုတ်ခဲ့တဲ့အတိုင်းလိုက်လုတ်လို့ရတယ်အပြင်းပြင်းထန်ထန်လေးချိန်ခန်းပြီးတော့မရဘူးပေါ့နော်နောက်တစ်ခုကကြတော့အဲဒီစောင်းနာတွေသွားပြီးသွားအောင်အပူတွေစိန်ပြီးသွားအောင်ယောဂ hot စောင်းနာလို့ hot ယောဂတွေပေါ့နော်ယောဂကျင်အပူအပူစိန်နာမျိုးတွေမရဘူးပေါ့နော်သူကအဲ့လိုပြောထားပါတယ်အဲနောက်ထပ်တစ်ခုကကြတော့ဒီအပူစိန်နေဆိုလို့ရှိရင်ကလေးလေးကအာ ါလဲဆိုတော့ကျမတို့တွေဒီကိုရင်းကလီစာတွေဖွံ့ဖြိုးတိုးတက်နေတဲ့အချိန်မှာဒီဟာတွေကအနှောက်အယှက်ပေးရဲ့အနေအထားဖြစ်ပါတယ်ပေါ့နော်အဲ့တော့အပူစိမ့်တာမျိုးလုံးဝလုံးလို့မရဘူးပေါ့နော်အဲ့ရေရေပူရေပူဆန်းစိမ့်တာပေါ့နော်ဒါမျိုးတွေလုံးဝမရပါဘူးနောက်တစ်ခုကကြတော့အဲကိုဝင်ရှိနေတဲ့အချိန်ပထမဆုံးသုံးလအတွင်းမှာအတူနေလို့ရသလားဆိုရဲအဲမိဖို့နေလေကျမတွေ့ရပေါ့နော်ဆိုတော့အဲ တူအတူနေတာကပုံမှန်အားဖြင့်ဆိုလို့ရှိရင်စိတ်ချရတယ်ဒါပေမဲ့သွေးစိမ့်နေတာမျိုးရှိသလားပြီးွားလို့ရှိရင်တက်အိမ်လေးကနာကျင်နေတာမျိုးရှိနေသလားပေါ့နော်အဲ့တော့တက်အိမ်နေရာစီးကုန်နေရာနာကျင်နေတာမျိုးရှိနေသလားအဲဒါမျိုးဆိုလို့ရှိရင်တော့ဆရာဝန်ကအတူနေရာမျိုးတော့ရှောင်ရှားခိုင်းနေပေါ့နော်အဲ့တော့ဒီလိုမျိုးလေးတော့ရှိပါတယ်ဒါဒီမိကုန်းလေးကြီးလည်းတွေ့လို့တခါလေးဖြေသွားတာဖြစ်ပါတယ်အစားတောင်းနေတဲ့အသားငါးနှင်းနှင်းမျိုးလည်းအကုန်လုံးစာအဲအရက်တင်လာတောက်စားခြင်းမလုပ်ပါဘူးပြီးွားလို့ရှိရင်စီလင်းငွေရှူခြင်းပေါ့ကိုကတော့မတောက်ဘူးဒါပေမဲ့ကိုရဲ့အမျိုးသားကိုရဲ့အိမ်သားတွေတောက်တယ်ဆိုလို့ရှိ င်ရင်ရှူတက်နိုင်တယ်လို့မရှူမိအောင်လို့တတိထားရပါမယ်ပြီးသွားလို့ရှိရင်အသားစိမ်း၅စိမ်းပေါ့နော်အဲပစုံအစိမ်းတွေတုတ်ထားတာဒါမျိုးတွေလုံးသွားလုံးဝလုံးလို့မရဘူးပြီးသွားလို့ရှိရင်ဒါကြိုချက်ထားတဲ့တိတိချာချာ pasteurize လုပ်ထားတဲ့နို့ကိုပဲတောက်သုံးလို့ရမယ်ပေါ့နော်ပြီးတော့ငါးအကြီးကြီးစားလို့မရဘူးငါးအကြီးကြီးမှာ mercury တက်များတယ်ပေါ့နော်အဲ့ဒီအချိန်မှာကလေးရဲ့ဒီ ocrine ကလေးစာဖွဲ့စည်းမှုမှာပြဿနာတက်နိုင်နေတာလေစားလို့မရဘူးနောက်တစ်ခုကကြောင်ကလေးတွေမိထားရဆိုလို့ရှိရင်ကြောင်ချီးကိုတန့်ရှင်းလုပ်လို့ရှိရင်ဒါအိမ်သားကိုပဲတန့်ရှင်းလုပ်ခိုင်းရမယ်ကိုကိုရိုင်းလုပ်မယ်ဆိုလို့ ရှင်လည်းအာဗာလဲလက်အိတ်ဒီပိုင်းလည်းတိတိကျကျလေးအဲလောက်ရမယ်ပြီးသွားလို့ရှင်လက်ကိုတိတိကျကျပြန်စီးရမယ်ဘာလို့လဲဆိုတော့ဒီကြောင်ချီးမှာပါတဲ့တောက်ဆိုပလတ်စမိုးစစ်ကခလေးလေးရဲ့ကိုရင်းအင်ကအဖွဲ့စည်းမှုမှာပြဿနာဖြစ်စေနိုင်တဲ့အကောင်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မတို့ကြောင်ချီးကိုတိချာတန်ရှင်းလုပ်တဲ့အချိန်မှာတတိထားရပါမယ်။တက်နိုင်လို့ရှိရင်လုံးဝမကင်ပါ။ကျမတို့ကလည်းလုံးဝမကင်ဘူး။ကျမရဲ့အမူသားလည်းလုပ်ပေးရပါတော့။ဆိုတော့ဒီကိစ္စတစ်ခုကိုတော့ကျမတို့ကအဲဒါအကူအညီတောင်းလို့ရပါတယ်။နောက်တစ်ခုကကြတော့ ပုံမှန်အတိုင်းအဲပုံမှန်အတိုင်းစားလို့ရတယ်အဲ ိတ်ပြီးတော့မစားနိုင်ဘူးထမင်းပဲစားနိုင်တယ်ဒါမှမဟုတ်ရှင်ပေါင်မုတ်လေးပဲစားနိုင်တယ်ဒါမျိုးဆိုလို့ရှင်လည်း is okay ပါပဲအဆင်ပြေပါတယ်နောက်တစ်ခုကသစ်သီးလေးတွေစားလို့ရတယ်အရင်လေးတွေတောက်လို့ရတယ်ဒါမျိုးတွေဆိုလို့ရှင်လည်းအဆင်ပြေရယ်ကိုယ်လေးချိန်ကညော့ပါလို့မရအောင်ဆိုမယ်ပုံမှန်အတိုင်းဖြစ်နေရယ်ဆိုလို့ရှင်ခလေးပုံမှာပြက်တနာမရှိဘူးပေါ့နော်အဲ့တော့အစားတောက်လေးကိုတော့တတိထားပြီးပါတော့မာတိတိချာချာလေးစားနိုင်ရင်တော့ပိုကောင်းတယ်နောက်တစ်ခုကကြတော့အာရင်ပူရဲ့ပြက်တနာလဲဆိုတတ်တယ်ပေါ့နော်အဲ့တော့ကိုယ်ဝင်ရှိနေတဲ့အချိန်မှာကျမတို့ဒီအစာရည်မျိုးနန်းချောင်းကနေပြီးတော့တော့မှဒီအစာအိမ်နဲ့ဆက်နေတဲ့နေရာလေး ီးမှာရှိရဲစပင်တာလေးကရော့ရဲနေတယ်။ဒါကြောင့်လဲဆိုတော့ကိုင်ဆောင်ဟော်မုန်းထွက်နေတဲ့အတွက်ကြောင့်မျိုးရော့ရဲနေတာဖြစ်တဲ့အတွက်ကြောင့်အစာအိမ်ကြီးကထွက်တဲ့ acid တွေကနေပြီးတော့အစာရည်မျိုးလမ်းကြောင်းတွေရောက်သွားတဲ့အခါမှာကျမတို့ရင်ပူရဲဆိုတာကိုခံစားရတယ်ပေါ့နော်။ဒါကြောင့်ဖြစ်တဲ့အတွက်ကြောင့်မျိုးကျမတို့ရှောင်ရှားရမယ့်အချက်လေးကတော့အရန်ချင်တာတွေအရန်ဆက်တာတွေတော့စားလို့မရဘူးလို့ပြောထားပါတယ်။လိုအပ်လို့ရှိရင်တော့ကိုယ်နဲ့တင်နေတဲ့ဆေးကိုဆရာဝန်နဲ့တိချာတိုင်ပင်ပြီးတော့မှတောက်သုံးလို့ရပါမယ်လို့လည်းပြောပြပေးထားတယ်ပေါ့နော်။ဆိုတော့ဒါကျမတို့ပထမဆုံးကုန် ကိုဝင်ဆောင်သုံးလာမှာဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဘာတွေဆိုအရေးကြီးတယ်လဲဘာတွေဆိုအရေးမကြီးဘူးလဲဒါမိမိရဲ့မိခွန်းတွေပေါ်မှာမူတည်ပြီးတော့ကျွန်မအကုန်လုံးခြုံငုံပြီးတော့မှပြောပြပြီးသွားပါတယ်အားလုံးမကြီးကြီးတက်ပါတယ်အာမိမိတို့အတွက်အကျိုးတစုံတရာရှိမယ်လို့လည်းမျှော်လင့်ပါတယ်တကယ်လို့ကိုယ့်အတွက်အကျိုးတစုံတရာရှိရယ်ဆိုလို့ရှိရင်လည်းကျွန်မရဲ့ page လေး follow လုပ်ပြီးသွားလို့ရပါတယ် Tuesday talk အနေနဲ့ parenting tips လေးစက်ပြီးတော့မှပြောပြပေးတော့ပါအောင်မယ်အားလုံးပဲတက်တာပါနော်